အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြုကြိုလိုက်ပါတယ်ကောင်းမွန်သောဒီလေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်အခုလက်ရှိမှာတော့ကျွန်တော်ခရီးလေးရောက်နေလို့နောက်က background change သွားတဲ့ဥစားလေးကိုတော့ကျွန်တော်အနေနဲ့ဒီနေရာမှာပထမဆုံးဆိုတာနည်းနည်းလေးတောင်းပန်ခြင်းနဲ့ အဲ့တော့မြည်တို့ပင်စူးစီကမူလက်ရှိမှာကျွန်တော်တို့အပြောင်းရွှေ့သတင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့နောက်ဆုံးရ breaking news တစ်ခုတက်လာတာကိုတွေ့ရမယ်အဲ့တော့ဒီ breaking news ကလက်ရှိမှာဒါ breaking news တွေထဲကမှာ tier 2 tier 3ပတ်ချတဲ့ဝင်းညင်ကြပဲရှိပြီမယ်ဒါကျွန်တော်တို့လက်ရှိမှာ liverpool နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းမလို့ကျွန်တော်နဲ့တင်ဆက်ပေးခြင်းနဲ့ပေါ့နော်အဲ့တော့ liverpool အသင်းနေနဲ့အခုလက်ရှိဒီအပြောင်းရွှေ့မှာတော်တော်လေးကိုစိတ်ဝင်စားတဲ့အရွှေ့တစ်ခုကိုဒါစတင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပြောလို့ရတယ် အဲ့ဒါကဘာလဲဆိုတော့လစ်ဗပူးတင်တဲ့ခုလက်ရှိမှာတိုက်စစ်မှုလူအဲ့ဒီဆိုအကုန်လုံးသိပြီးသားလစ်ဗပူးတင်တဲ့ခုလက်ရှိမှာဒါကျွန်တော်တို့တိုက်စစ်မှုခေါ်ယူမဲ့တဲ့မှာမှာဟူဂိုအက်ကတက်ကိုတို့နဲ့ပြစ်မှတ်ထားခဲ့ပြီးတော့တို့အနေနဲ့ဟူဂိုအက်ကတက်ကိုလက်ရှိမှာတို့ခေါ်ယူဖို့တော့လည်းကြိုးစားခဲ့တယ်ဒါပေမဲ့ကစားသမားရဲ့လက်ရှိဒါကျွန်တော်တို့တစ်ဖက်အသင်းကခေါ်ယူတဲ့ဈေးကမြောက်လွန်းတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့လစ်ဗပူးတင်တဲ့ဒီနှစ်မှာဒါကျွန်တော်ဒီနှစ်လွေရာသီအပြောင်းအရွှေ့မှာတော့ဒါ တိုက်ဆက်မှုဘက်ကိုဒါကျွန်တော်လက်လျှော့ဖို့အတွက်စဉ်းစားလာခဲ့တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒါပေမဲ့ဒါသတင်းကောင်းတစ်ခုအနေနဲ့အခုလက်ရှိမှာဆက်ပြီးပြောရမယ်ဆိုလစ်ဘဘူးအသင်းကအလက်ဇန္ဒာအီးဆက်ရဲ့အေဂျင့်အနေနဲ့ကန့်အနေနဲ့တရားဝင်စတင်ပြီးတော့ဆွေးနွေးမှုတွေကိုပြုလုပ်လာတယ်ဆိုတဲ့သတင်းနဲ့ တော်တော်လေးကိုတက်လာတာတွေ့ရပြီဖြစ်တယ်အဲ့ဒါကဘာကိုပြောချင်တာလဲလီဗာပူးတင်းကကုလရှိမှာဒါကျွန်တော်တို့အလက်ဇန္ဒားအီဆက်ဂူဒါကျွန်တော်တို့ဒီနှစ်နွေရာသီအစပိုင်းမှာခေါ်ယူဖို့တော်တော်လေးကိုရေပန်းစားခဲ့တဲ့အသင်းတွေကသတင်းဖြစ်တယ်ဒါကငင်းစရာမလို့တိုးပေမဲ့တော့ညာတဲ့လီဗာပူးတင်းကကုလရှိဒီအပြောင်းရွှေ့မှာဒါပထမဆုံးကအီဆက်ကိုခေါ်ယူခြင်းမဲ့ဒါတစ်ဖက်ကနျူကာဆယ်ယူနိုက်တက်ဈေးတောင်းနဲ့ပေါင်တန်း150ကိုလုံးဝလုံးဝလုံးဝကိုပေးဖို့အစီအစဉ်မရှိဘူးလို့ဆိုလို့ရတယ်အဲ့တော့ ဒါလီဗာပူးတင်းနဲ့ဒီနေ့မှာလက်လျှော့ခဲ့ပြီး Florian Risk ရဲ့အပြောင်းအရွှေ့ကိုလုံးဝအာရုံစိုက်ခဲ့တယ်။ PWD ဒါလီဗာပူးတင်းနဲ့အခုလက်ရှိမှာ Florian Risk ခေါ်တယ်။အခုလက်ရှိဒါ Florian Risk ပြီးတာနဲ့ Milo Krakas ရဲ့အပြောင်းအရွှေ့လာမင်း မီလိုကရာကစ်ရဲ့အပြောင်းအရွှေ့ပြီးသွားတဲ့လီဗာပူးအသင်းကအလက်ဇန်ဒါအီဆက်နဲ့အပြောင်းအရွှေ့ကိစ္စကိုပြန်ပြီးဆက်မလို့သိရတယ်။ဒါပေမဲ့ဒီနှစ်နွေရာသီမှာတော့အလက်ဇန်ဒါအီဆက်ကိုခေါ်ယူဖို့အတွက်လီဗာပူးအသင်းအနေနဲ့ခက်ခဲမဲ့သဘောမှာရှိတယ်။အဲ့တော့လီဗာပူးကဘာလုပ်လဲဆိုတော့ဒါပြောချင်တာကအီဆက်ကိုလာမယ့်နွေရာသီမှာခေါ်ယူဖို့အတွက်အခုကတည်းကဆွေးနွေးနေတဲ့သဘောမှာရှိတယ်။ဘာကြောင့်လဲ။ဒါကျွန်တော်နည်းနည်းလေးဒါမနေ့ကလည်းနည်းနည်းလေးရှင်းပြထားပြီးပြီ။အခုလည်းရှင်းဒီနေ့မှနည်းနည်းလေးထပ်ပြီးရှင်းပြခြင်းနဲ့အလက်ဇန်ဒါအီဆက်အနေနဲ့အခုလည်းရှိနောက်ဆုံးရ update အခြေအနေဒီအရာဆိုရင်အီဆက်ကဒါကျွန်တော်တို့ Newcastle United အသင်းနဲ့ gentleman agreement ရှိတယ်။သူတို့အသင်းနဲ့ဒါကျွန်တော်တို့လက်ရှိမှာ Champions League ဝင်ခဲ့သည်ရှိတော့ဒါကျွန်တော်ပြည်တွင်းဖလားတစ်ခုခုရခဲ့သည်ရှိတော့သူတို့ဒီနေ့ဒါအဲ Newcastle United မှာသူနဲ့တစ်နှစ်ထပ်နေပေးပါမယ်ဆိုတဲ့ဂတိကိုဒါကျွန်တော် Newcastle United ကိုပေးခဲ့တယ်။ဒါပေမဲ့ Newcastle United ကနောက်ဆုံးနေ့မှာဒါကျွန်တော်တို့အဲ Champions League လေဝင်သွားခဲ့သူ Super League လုံးနဲ့ရသွားတဲ့ကြောင့်မို့ဒါ Newcastle United နဲ့ဒါ Easter တို့ကြားထဲမှာရှိတဲ့ gentleman agreement ကိုဒါကျွန်တော် Easter ကသဘောတူညီမှုရခဲ့တယ်။ဒါတစ်ဖက်ကဒါ Newcastle United ကလည်း Easter ကိုမယောင်းကျင်တဲ့ကြောင့်ပေါင်150ဆိုတဲ့ဈေးကိုတောင်းခဲ့တာဖြစ်တယ်လို့ယူဆလို့ရတယ်။အဲ့တော့ ဒါရှင်းပါတယ်အီဆက်ကိုဒီဈေးတမ်မတန်ဆိုရတဲ့တစ်ဖက်ကနျူကာဆယ်ယူနိုက်တက်ကဒါကျွန်တော်တို့ဒီကစားသမားကိုမရောင်းချင်လို့ဒီဈေးတင်နေလို့ဆိုလို့ရတဲ့သဘောမှာရှိအဲ့တော့ဒါလီဗာပူးအသင်းအနေနဲ့ခုလက်ရှိမှာဒီနှစ်ဒါကျွန်တော်လူရာဒီမှာအလက်ဇန္ဒားအီဆက်ကိုခေါ်ယူมาဆိုရတဲ့လာမင်လူရာဒီဒါမှမဟုတ်ဒါကျွန်တော်တို့လာမင်အပြောင်းရွှေ့စောင်းရဒီလောက်ခရေကဒါအီဆက်ကိုခေါ်ယူဖို့အတွက်ဒါတခါတဲ့အခုချိန်ခရေကစတင်ပြီးစူးစမ်းနေတော့သိရတယ်မှာပါတယ်လက်ရှိမှာ FFG တို့အုပ်စုဒါ Richard Houston အုပ်စုဒါ Mark ကျွန်တော်ဒါအာဘရူမိုက်ကယ်အဝတ်အုပ်စုတွေဒါလုံးဝ favorite ဖြစ်တယ်ဒါကျွန်တော်တိုက်စစ်ကစားသမားက Alexander Isak ဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိရတယ်မဟုတ်ပါဘူး။သူတို့အနေနဲ့မနစ်လောက်ခရဲက Alexander Isak ကိုခေါ်ယူဖို့တဲ့ chance target ပဲမြင်သူတို့ရဲ့တိုက်စစ်ပိုင်းမှာဒါကျွန်တော် congested ဖြစ်နေတာရယ်အခုလက်ရှိမှာလူတွေများနေတဲ့ကိစ္စတွေကြောင့်မို့ဒါကျွန်တော် Liverpool တင်ကဒီအပြောင်းရွှေ့ကိုရှေ့မတိုးခဲ့ဘူးလို့သိရတယ်။ဒါဒီနှစ်နွေရာသီမှာ Liverpool တင်နဲ့ဒီအပြောင်းရွှေ့အတွက်ရှေ့တိုးဖို့အတွက်ကြိုးစားခဲ့ပေမဲ့ Isak ကိုတိုင်ကဒါ Newcastle နဲ့ဒါပုဂ္ဂိုလ်ရေးရာသဘောတူညီမှုတစ်ခုရှိရကြောင်းအသက်မှာဆက်နေမှုလို့ဆက်ပြီးဖြစ်သွားခဲ့တယ်။အဲ့တော့ဒီနေ့မှာဒါ Isak အတွက်သုံးမဲ့ပတ်စံကို Liverpool တင်ကလည်းဒါ Florian Riz ဆိုတာသုံးဖြတ်သွားခဲ့တယ်လို့သိရတယ်ဒီမှာပါတယ်အဲ့တော့ဒါကလက်ရှိရှိအဲ့တော့ဒါ isa အတွက်ဒါ liverpool တက်တဲ့ lame nuya ဒီမှာဒါကျွန်တော် british record transfer fee ကိုထပ်ပြီးတော့သုံးသွားနိုင်နေဆိုတဲ့ဒါသတင်းတွေတောက်လျှောက်ထွက်ပေါ်နေတာကိုတွေ့ရမယ်ဒီမှာပါအဲ့ဒါကဘာကိုစုလို့ကျင်တာလဲလက်ရှိမှာဒါကျွန်တော် alessana isa goda florio ဆို Florian Risk တင်ထားခဲ့တဲ့စံချိန်ကို Alexander Isak ကပဲထပ်မံပြီးတော့ချိုးဖောက်သွားနိုင်မယ်ဆိုတဲ့ပုံစံမျိုးတွေကို The Athletic UK ဘက်ကနေပြီးတော့ခန့်မှန်းရေးသားထားခဲ့တယ်။အဲ့တော့လာမယ့်နှစ်မှာတော့ကျွန်တော် Alexander Isak ကတီကြာတစ်ခုက Newcastle United အသင်းနဲ့ Premier League Super Ladder မှ Champion League Super Ladder မရဘူးဆိုရင်တော့စာချုပ်တက်တန်းတိုးဖို့အတွက်မတီကြာတော့ဘူး။အကယ်၍ Newcastle United နဲ့ Alexander Isak တို့စာချုပ်တက်တန်းတိုးခဲ့မယ်ဆိုရင်တော့မှဒီကစားသမားကတော့ကျွန်တော်တို့စာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးဒီစာချုပ်အသက်မှာထည့်ဖို့အတွက်ကြိုးစားပြောချင်တာကမှတ်မှန်ရမသိ မနစ်ကမက်ဒီယက်စ်ခွန်ဟာလို့ပဲမက်ဒီယက်စ်ခွန်ဟာနေနဲ့ဒါဝူဗက်ဒင်းနဲ့ဆောင်းရသည်မှာစာချုပ်ချုပ်ခဲ့ပေမဲ့ဒါဒီနှစ်နွေရာသီမှာချက်ချင်းဆိုလို့မန်ချက်စတာယူနိုက်တက်အသင်းကစာချုပ်ဖြတ်သိမ်းခြင်း65သန်းပြီးပြီးခေါ်ယူသွားခဲ့လို့ပဲအီဆက်အနေနဲ့ဒီနှစ်နွေရာသီဒီပေါ်ဒီနှစ်နွေရာသီမို့ဒီနှစ်ဆောင်းရသည်မှာစာချုပ်သိမ်းချုပ်သွားနေတယ်အဲ့ဒီစာချုပ်တက်မှာစာချုပ်ဖြတ်သိမ်းခြင်းဆိုတဲ့ပုံစံမျိုးပါလာခဲ့မယ်ဆိုရင်တော့လီဗာပူးအသင်းကဒီစာချုပ်ဖြတ်သိမ်းခြင်းကိုပေးမယ်ပထမဆုံးအသင်းတွေကတသင်းဖြစ်လာနိုင်မယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်အဲ့တော့လီဗာပူးအသင်းနယ်ဖြေကရှင်းတယ်သူတို့အနေနဲ့ဒီနှစ်နွေရာသီကသူရဲ့တိုက်စစ်ပိုင်းကို congest တ်မဖြစ်အောင်ဆက်လက်ပြီးလုပ်ထားမယ်အခုနောက်ဆုံးသတင်းတွေရဒါရဒါဝင်နူးနက်စ်ကိုဒါဝယ်ယူမဲ့ကလပ်တွေကတဖြည်းဖြည်းနဲ့များလာပြီးဆိုတော့ပုံစံမျိုးတွေဖြစ်လာခဲ့ပြီပေါ့နော်အဲ့တော့ဒါဝင်နူးနက်စ်အနေနဲ့အခုလက်ရှိမှာနပူလီအသင်းကတရားဝင်ဆွေးနွေးမှုတွေပြုလုပ်နေတယ်အယ်ဟီလီအသင်းကတရားဝင်ဆွေးနွေးမှုတွေပြုလုပ်နေတယ်လီဗာပူးအသင်းကဒါကျွန်တော်ဒါဝင်နူးနက်စ်အခုလက်ရှိမှာ finally price ကိုဆက်လုပ်လိုက်ပြီလို့သိရတယ်မှာပါတယ်ဒီဈေးကလက်ရှိမှာဒါဝင်နူးနက်စ်လီဗာပူးအသင်းကပေါင်တန်း90နဲ့ယူရိုတန်း60ပတ်ချာလဲဝင်ညင်ကြလို့ရှိတယ်အယ်ဟီလီအနေနဲ့လည်းမနစ်ကစောင်းရဒီကလေးကဒါကျွန်တော်တို့ဒါဝင်နူးနက်စ်ယူရိုတန်း60 ်တရဝင်ကမ်းလှမ်းခဲ့ပေမဲ့လီဗာပူးတင်းကအာနီစလော့အတွက်ညှင်းပယ်ခဲ့ပြီးဒီအသင်းကိုဒီစကွတ်နဲ့ပဲအားအင်ပူတောင်းအောင်ဒါထားပေးခဲ့တာဖြစ်တယ်အဲ့တော့လက်ရှိမှာလီဗာပူးတင်းကဒီနေ့ညရာဒီမှာတော့ဂျိုတာကောဒါကျွန်တော်ဒါဝင်နူးမက်စကောနှစ်ယောက်လုံးကိုတောင်ရောင်းသွားပြီးတော့ဘတ်ဂျက်ပြန်ရှာသွားနိုင်ဖို့တည်းစဉ်းစားနေတယ်သူတို့ဒီဘတ်ဂျက်ကလာမဲ့ဒါဆောင်းရသည်ပဲဖြစ်ဖြစ်ညရာဒီမှာအလက်ဇန္ဒားဦးဆက်ဦးဆက်တော့အလက်ဇန္ဒားအီဆက်ကိုခေါ်ယူဖို့အတွက်ဒီဘတ်ဂျက်ကဖြစ်သွားနိုင်တယ်ဆိုတဲ့သတင်းတွေတော့ရှောက်ထွက်ပေါ်လာအဲ့တော့ လေဘဘူးဒင်းရှင်လေဘဘူးဒင်းဒီနေ့ຫນွေရာဒီမှာကွင်းလေပိုင်းဖလော်ရီယန်ရစ်ကိုအားဖြည့်မယ်လာမယ့်နှစ်တွေမှာဒါကျွန်တော်တိုက်စစ်မှုအဲ့လေဘဘူးတင်းရတာကျွန်တော်နောက်ထပ်အကြီးစားခေါ်ယူမှုကတိုက်စစ်ဖြစ်ကုန်ဖြစ်မယ်တချို့သောကောလာဟာလာဒီမှာမဟုတ်တော့ကျွန်တော်နမှန်နေမှာမှန်ရင်လည်းမှန်မှာဒါကောလာဟာလာဖြစ်တယ်ကျွန်တော်ကောလာဟာလာပြောပြတာလေဘဘူးတင်းနဲ့ခုလက်ရှိမှာဖလော်ရီယန်ရစ်ရဲ့အပြောင်းအရွှေ့အတွက်ပထမကအဲ့လောက်တော့ငွေသုံးမှုစီစဉ်မရှိဘူးသူတို့เนี่ยဒီငွေကိုဒါအလက်ဇန္ဒားအီဆာအတွက်သုံးဖို့ပြင်ခဲ့ပြီးတော့မထင်မပင်းတဲ့သူတို့အနေနဲ့ဒါသူတို့ထင်ခဲ့တာဖလော်ရီယန်ရစ်နဲ့သူတို့အသင်းကိုရွေးချယ်မယ်မရွေးချယ်ဘူးဆိုတော့သူအနေနဲ့ဒီကစားသမားကိုလိုက်ရ င်တော့ဒါကျွန်တော်အခြေတစ်ခုကြားမယ်မလိုက်မရလည်းမရတော့ဘူးเนาะအဲ့တော့သူတို့နေတာကျွန်တော်တို့ Manchester City အသင်းနဲ့ New ဒါကျွန်တော်ဒီအပြောင်းအရွှေ့ကိုဝင်ရောက်ခဲ့တယ်တကယ်လည်းဒီကစားသမားကဒါကျွန်တော် Liverpool အသင်းကိုပဲရွေးချယ်သွားပြီး Florian Risk ကိုဒီပတ်စံသုံးလိုက်ရတယ်အဲ့တော့ Liverpool အသင်းနဲ့ဒီနေရာမှာဆုံးဖြတ်ခဲ့တာက Isak ကိုလည်းမရနိုင် Florian Risk ကိုလည်းရနိုင်နေဆိုတဲ့အချိန်မှာ Florian Risk ကိုဒီပတ်စံသုံးခဲ့တယ်လို့လည်းဖတ်မိရတယ်ဒီမှာပါတယ်အဲ့တော့ဒါကကောလာဟာလာဖြစ်တော့ဒါမှန်လည်းမှန်တယ်မှားလည်းမှားတယ်ဒါပေမဲ့ Florian Risk ကို Liverpool ရသွားတာကျွန်တော်အနေနဲ့ဒါဘလို့ပဲပြီးတော့ဆောင်ရမ်းမိုက်တဲ့ဥစားလို့မြင်တယ်အဲ့ Liverpool အသင်းနဲ့ခုလက်ရှိမှာဒီအတွက်ပတ်စံတွေတောက်လျှောက်ပူရှာဖို့ရှိတယ်ဒီနှစ်ဆောင်းရသည် ီမှာဒီနေ့လီဗာပူးအသွင်းနေတာအပြောင်းရွှေ့ကိုမလုပ်ဘဲနဲ့ပတ်စံထပ်ဆုမယ်ပြီးရင်ဂျူတာနဲ့ဒါဒါဝင်းနက်စ်နှစ်ယောက်ရဲ့အယောင်ကနေရောပေါင်တန်း80လောက်ပြန်ရှာဖို့အတွက်အဆီဇင်ရှိတယ်ဗောနော်အဲ့တော့ပြောကြည့်တာလီဗာပူးအသွင်းနဲ့လာမင်နွေယာဒီမှာအလက်ဇန္ဒားအီဆက်ကသူတို့အတွက်တကယ်ကိုအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ဒါမဲ့ဒီထက်ပိုကောင်းတဲ့တဲ့ကအီဆက်ကိုတန်းကလည်းလီဗာပူးအသွင်းကို join ရင်တယ်အီဆက်ကိုတန်းကလက်ရှိမှာဒါပရီးမီးယားလိအသင်းတွေကိုဒါကျွန်တော်ဘာစလုနာအသင်းကပါတရားဝင်စိတ်ဝင်စားနေခဲ့ပေမဲ့အီဆက်ကိုလက်ရှိဆက်တွေ့ထားတဲ့အသင်းတွေထဲမှာမှလီဗာပူးအသင်းကိုဒါအီဆက်ကပို့ပြီးတော့ပြောင်းရွှေ့ခြင်းနေတယ်ဆိုတဲ့ တင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။အီဆက်အနေနဲ့အီဆက်မိဘတွေကအီဆက်ရဲ့အေဂျင်ကိုလက်ရှိမှာသူ့အနေနဲ့သူသာပရီးမီးယားလိဂ်ဘက်ကအသင်းကိုပဲပြောင်းခဲ့မယ်ဆိုတော့လစ်ဗာပူးအသင်းကပြောင်းရွှေ့ဖို့အတွက်ယာဂိုင်တို့အများဆုံးတော့အသင်းတွေတဲကတသင်းဖြစ်တယ်ဆိုပြီးတော့ခဏခဏတင်းတွေထွက်တာတော့လစ်ဗာပူးအသင်းနဲ့ကျွန်တော်မြင်ကြည့်တာပေါ့နော်အလက်ဇန္ဒားအီဆက်နဲ့ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုရဖို့အတွက်တော့အဲ့လောက်ကြီးတော့ခတ်မယ်တော့မထင်ဘူးဒါပေမဲ့ညူကာဆယ်နဲ့စကားပြောရမယ်စကားကြီးတော့တော်တော်လေးမများဆဆပြောရမယ်လို့မြင်တယ်ကစားသမားကလည်းစာချုပ်သက်တမ်းတစ်ခုရကြံတည်သေးတဲ့အတွက်ကြောင့်မို့ဒီအပြောင်းရွှေ့ကတင်းတွေတော့ခတ်မယ်ဒါမှမဖြစ်နိုင်ဘူးလို့တော့ပြောတယ်ဒါပေမဲ့ဒီနေ့ညရာဒီမှာတော့ ဇနာ is ကိုခေါ်မှာဆိုတော့ကျွန်တော်အနေနဲ့မခေါ်တော့ဘူးလို့မြင်တယ်။လက်ရှိ PSR အခြေအနေက FFB အခြေအနေက Liverpool တာကြီးကိုရှောင်သွားမယ်လို့မြင်တယ်။ပြီးတော့ Alexander Isak ကိုတန်းကလည်း Newcastle United အသင်းကိုတရားဝင်ဂရိဖေးထားပြီးသားဖြစ်တဲ့ကြောင့်ဒါအဲ့လိုအဲ့တော့လက်ရှိမှာ Liverpool က Isak ကိုခေါ်ယူဖို့တဲ့ပုံကိုကြီးရာတောက်လျှောက်ဆွတ်သွဲမှုတွေပြုလုပ်ထားတယ်။ဒါချိတ်ဆက်မှုတွေပြုလုပ်ထားတယ်။ကစားသမားတွေကဒါကျွန်တော်ကြိုပြီးတော့ဒါ Liverpool ကိုခေါင်းငိမ်ထားခဲ့မယ်ဆိုရင်တော့ Liverpool နဲ့ Newcastle United အသင်းနဲ့လာမယ့်လူရာဒီမှာစကားကိုတရားဝင်ပြောလို့ရတဲ့အခြေအနေတခုရောက်သွားမယ်လို့မြင်တယ်။ဒါတော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Sport Media 3 points နဲ့ PP4 ကြီးတို့မှာချင်းလို့ဆိုပေါအောင်ကိုညွှန်ပြရပါတယ်။မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့။အောက်ကကွန်မန်နေထဲမှာလည်း Youth Sport Media 3.0 ਨੇ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မဆော့ကွန်ညွှန်ပြလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလက်ကလစ်ဖို့မမိကြပါနဲ့။ဦးမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြူလို့ပါတယ်။ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပြီ။ကျွန်တော်တို့တွေနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးမကြူလို့ပါတယ်။မြန်မာလေးလက်ကလစ်ပေးကြပါဗျာ။မြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်။အားလုံးမကြူလို့ပါတယ်။ 第五个。